ပကိုရဲကျုပ်ပင်ကောမြို့အဝင်ရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုတွန်လိုက်တဲ့တကဝင်တက်ရမှာစစ်တပ်ဘက်က9ဦးသေ2ဦးဒဏ်ရာလက်နက်3လက်သိမ်းမိတယ်လို့ PDF အမှန်နဲ့စစ်ဆေးရေးနယ်မြေကသတင်းထုတ်ပြန်ပါလာ။လူမ23မနက်ပိုင်းမှာဝင်တက်တာဖြစ်ပြီးဒူရဲအိုကျော်စင်ထွန်းနဲ့ရဲ9ဦးသေဆိုပြီး2ဦးဒဏ်ရာရတယ်။ G4 တလက် G3 တလက် UZ တလက်နဲ့ခရရတွေသိမ်းမိတာကိုတပ်ဖို့မှတ်တပ်တဲ့တွေ့ရပါလား။ ဒါပြင်ပေါင့်တဲ့မြို့နယ်မှတ်တိုင်နယ်မြေရဲစခန်းကနေကြောက်ကြီးတောက်ဖက်အင်အားသုဆက်ခတ်ထွက်လာတဲ့ Forgot တစည်းကို23မိနစ်ပိုင်းမှာပဲမိုင်းဆွဲတက်ခတ်ခဲ့တယ်သေဆိုးဒဏ်ရာမှုများနေတယ်လို့ဆိုပါတယ်ဒီခါနိုဝင်ဘာ22ညနေပိုင်းကလည်းဇီဂိုမြို့ KTV မှာလာရောက်ပျော်ပါနေတဲ့ရဲနဲ့ပြူစောထီတွေကိုတွန်လိုက်တက်ကဝင်ပြေးရမှာငှောက်ဦးသေးတနတ်တလန်းနဲ့ခင်းရတွေသိမိတာတွေ့ရပါတယ် ဒီတက္ကမတွေကိုအမှတ်နဲ့စစ်ဆေးနေမြေပကိုတိုင်းစစ်ဌာန viewer 20လောက်ကံအမှတ်38သညတဲ့တိုင်းရင် viewer 21လောက်ကံအမှတ်36သညတဲ့တိုင်းရင်တို့ကပူပေါင်းဆောင်ရလို့ဖော်ပြထားပါတယ်မကွေရဲနမောမြို့နယ်ကြောက်တန်းရွာဖက်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတရကကြားဖြတ်တက်ရမှာစစ်သားဆယ်ဦးသေဆုံးတယ်လို့နမောဂလို PDF ကသတင်းထုတ်ပြန်ပါတယ်နိုဘာ25မနက်၈နာရီခွဲခန့်မှာ ကြောက်တန်းကြည့်ရပါလေသေရချောက်ကန်လှကြည့်ရဖက်ရွာရှိဆက်ပါစစ်ကြောင်းထိုးလာစဉ်ဂျားဖြတ်တက်ခတ်တယ်လို့ဆိုပါတယ်ဒီတက်ခတ်မှုကိုဘ ிய ူဟာစက်ခွန်လက်ဟကန်တရင်ကိုသူညာသုံးနဲ့နမ်မောက်ဂလိုပီဒီအက်ဥပေါင်းဆောင်ရတယ်လို့ဖော်ပြထားပါတယ်မကွေတိုင်းချောင်းမြို့နယ်တွင်တောင်ဝကျနေတဲ့စစ်ကောင်စီတပ်သား၄ဦးဟာတနတ်တလက်ခရမ်းတွင်နေတူတော်လိုင်းတက်တဲ့တိုင်ခိုးလို့လာတယ်လို့ 6မြို့နယ်ပါကာဖတ်ကတရင်ထုတ်ပြန်ပါတယ်။လူဝါ၂၅မှာရောက်လာတဲ့အဲ့ဒီစစ်သားလေးဦးကို ထိုက်သေးတဲ့စုငွေချီမီးလိုက်တယ်လို့ဖော်ပြပါတယ်။အလားတူပေါမျိုးနယ်တွင်စစ်ကြောင်းထုတ်နေတဲ့ခလရ၄၈ကစစ်မှုထမ်းတပ်သားပါစာတူဦးကလည်းအမေဝမ်တလဲနဲ့တူနိုဝင်ဘာ၂၃မှာတော်လိုင်းတပ်တွေထံခိုးလို့လာတဲ့အရင်နိုဝင်ဘာ၂၂ကလည်းစစ်သားတို့လည်းနဲ့သုံးလည်းနဲ့တူခိုးလို့လာတယ်လို့အညာမြေတပ်ပေါင်းစုကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ် တော်လိုင်းတပ်ဖွဲ့စုကသိပ်ပက်လိုက်တဲ့ထိုင်းမြန်မာနယ်စပ်ကုသွေးမြို့မော်ရကိုပြန်တက်ခတ်ဖို့အတွက်တရင်းသိပ်ဖက်ကနေစစ်ကူတက်လာတဲ့စစ်ကောင်စီတန်းနဲ့တော်လိုင်းတက်တွေကြားသိခွန်းရွာဝန်းကျင်မှာဆယ်ရက်ဆက်တိုက်ပွဲပြစ်ထန်နေတယ်လို့ဒွေဝက်ရှ်ကဖော်ပြပါတယ်ဘေကောတောင်ကောင်းလန်ဘက်ကနေမော်တော်လန်ခွဲနေရှိသိခွန်းနဲ့သိဖြူရွာဝန်းကျင်မှာနိုဝင်ဘာ25ကနေအခု25အထိဆက်တိုက်တိုက်ပွဲဖြစ်နေတယ် စစ်တပ်ကလက်နက်ကြီးပစ်ကူပြင်လေကြောင်းပစ်ကူပါသုံးရက်ထိတိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်။နှစ်လတွင်မောရောင်ကိုပြန်ရောက်အောင်ယူပြောင်းမယ်လို့ကြေညာပြီးအတင်းထိုးဝင်လာနေတဲ့အတွက်စစ်တပ်ကသိဆုံးမှုများနေတာဖြစ်တယ်လို့တော်လိုင်းရဲဘော်တို့ကပြောပါတယ်။ဘေးတနေတဲ့ဘက်ကနေသိခွန်ဘက်ကိုနေစဉ်စစ်ကူပို့နေပြီးနိုဘာ24ကလည်းလက်နက်ကြီးတွေတင်ဆောင်လာတဲ့ကား6စီးဘေးကနေတစ်စက်ဇဝဲကြီးရောက်ကိုဖြတ်ပြီးတနေတဲ့ဘက်မောင်းထွက်သွားတာမြင်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ထိုင်းမြန်မာနယ်စပ်ကုသွေးမြို့မောတောင်ကိုနိုဝင်ဘာ14မှာအင်လီဥဆောင်တဲ့တွန်လိုင်းတပ်ပေါင်းစုကသိပ်ပိုက်ခဲ့ပြီး15ရက်ကစတင်ကဘေးကော့တောင်လမ်းပိုင်းကနေမောတောင်ဘက်ထိုးဝင်ဖို့စစ်တပ်ကစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ကင်းပြည်နယ်မြဝတီမြို့တောင်ဖက်16ကီလိုကျော်ရှိ ဖလူးမင်းလဲပန်ဒေသအနီးနိုဝင်ဘာ21ကကင်းလေတပ်တွေနယ်မြေရှင်းလင်းစဉ်ဒီကေဘီတပ်နဲ့တိုက်ပွဲဖြစ်ပြီးဒီကေဘီဖက်က 130လက်နဲ့ချတယ်လို့ကင်ယူဘဟုကတင်းထုတ်ပြန်ပါလေ။ DKB တွေလက်နဲ့ချပြီးတော့နယ်မြေရှင်းတဲ့အခါကြက်ဖြတ်အစောင်း20ကျော်နိုင်ငံခြားသား900နိဘပါဝင်ကြက်ဖြတ်လူသား2000နိဘကိုကွန်ပျူတာတွေတယ်လီဖုန်းတွေနဲ့အတူဖမ်းဆီးမိတယ်လို့ဆိုပါတယ်။ဒီဒေသတွင်ကြက်ဖြတ်ကိစ္စကင်ကြွေဖြစ်ရှင်ရဲ့အတွက်နိုင်ငံတကာဖက်ကပူးပေါင်းဆောင်ရွက်ပေးပါရန်တောင်းဆိုကြောင်းကင်ယူထုတ်ပြန်ချက်မှာဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ။